စာရီရလဲလာလေဘာတွေလဲမသိဘူးတချို့ကလည်းဘာတွေပို့မှန်းမသိတချို့ပို့တာလဲကွာစလုံးပေါင်းတွေမမှန်ဘူးကွာဗမာစာတော့စလုံးပေါင်းမမှန်ဘူးကွာတချို့ကလည်းဌာနမြတ်သူဥပဒေပို့ဘလို့ရတာလဲမသိဘူးကွာတော်တော်ဆိုးပါတယ် လူဆိုဒီမာတိလာတမာရိဒိခပြေစုံမတံကြည်ရဲ့သူယုတိအဲ့ဒီကိုလေးစားကဘာရေရွေသူကိုတနာငယ်ဩလန့်လိုက်တာကွာမလန့်နဲ့အဘမန္တလေးသားတွေကတော့တကွက်ပြလိုက်ပြီဘာရေဩဘာလဲမန္တလေးသားတွေတကွက်ပြဆိုတော့ပွေးကွက်တွေလားညှင်းကွက်တွေလားဝဲကွက်တွေလားဘာကွက်တွေလဲမလာနဲ့တော့ရောင်ငေါတွေကမန္တလေးအပိုင်းမိုးကုတ်ကိုငေါတွေကကြိုင်ပြီးသွားပြီရောင်မိုးကုတ်ပြီးတာနဲ့ငေါတို့ဒီဘက်ကနေပြီးတော့ ဟာဘာလဲရွှေတွေထွက်တဲ့နေရာအဲအဘဘာကြီးရှောက်ပြောနေအဲ့မိုးကုတ်ဆိုတာလေအဘတို့အစွမ်းစားနဲ့ရတာလားအဘတို့ပထွေးအားကူးနဲ့ရထားတာလေငါတို့အစွမ်းစားနဲ့ရတာဘာမှမရှိဘူးဟေးဟာတက်ချုပ်ပြောထားတဲ့စကားတခွန်းလည်းရှိတယ်ကွာတက်ချုပ်ကသူ့ယာရူးတီမြဲရေးသူ့နေရာရရေးသူ့တမရဖြစ်ရေးကိုဘဒုဘဲအဖေခေါ်啊ခေါ်啊ဘဒုဘဲသူပထွေးတော်啊တော်啊 ဟေ့အောင် तू ပြောတဲ့စကားရှိသေးတယ်နော် तू မလုံရဲတာဘာတစ်ခုမှမရှိဘူးလို့ तू ကပြောတာလားဟုတ်ပါတယ်ဟုတ်တယ် तू မလုံရဲတာဘာမှမရှိပါဘူးနော်ဒါပဲဒါပဲအဲ့ကျွန်တော်တို့ရဲ့တက်ချုပ်ကြီးအဲ့တက်ချုပ်ကြီးကဒါမွေးတဲ့ကလေ तू ကဟိုချက်ကြောနဲ့ပါလေရှက်ကြောနဲ့ဟိုမှားပြီးတော့ဖြက်လာကြလားမှန်ရတယ်ပြောလိုက်ရင်ကိုယ်ကဘယ်ဘလီဘလားတွေကြီးတယ်ခုံးကလည်းမှန်တာလည်းမဟုတ်ဘူးနော်ပြောနေတာဟုတ်မင်းကလည်းကွာပြောလိမ့်ကွာပိတ်တလေးနဲ့ဘေးပြည့်ကြီးပဲငါတို့ရဲ့ခေါင်းဆောင်မှာမင်းကလည်းညာညာတတာလေးလည်းပြောပါဦးဟုတ်လေအခုအဲ့ဒီကျွန်တော်တို့ဒီ timing အုပ်ချုပ်တယ်ဆိုရင်သူခေါင်းဆောင်อ่ะ ပြောလိုက်ရင်ဟိုဘာတွေပြောမလို့ပြောမှလည်းမသိဘူးလှုပ်လိုက်ရင်လည်းဘာတွေလှုပ်လို့လုံမှလည်းမသိဘူးเนาะ तू လှုပ်ချင်ရည်လှုပ်တာမှန်ပါတယ် तू ပြောတဲ့စကားလဲဟိုကျွန်တော်တို့ကသိပါတယ် तू မလှုပ်ရဲတာဘာမှမရှိဘူးဆိုတော့เนาะဟုတ်ပါဘူးထားလိုက်ပါထားလိုက်ပါခုနကခုနမင်းပြောတယ်ဘာလဲ ဟိုဘာလဲမန္တလေးသားတွေကတကွက်ပြလိုက်ဆိုတာဘာဘာကွက်ပြလဲရေကွက်ကြီးလားစီကွက်ကြီးလားဟုတ်ပါမှန်ပါဘာတွေတကွက်ပြနေတာလဲကျွန်တော်စကားအတီးပြောမိမျိုးငါတို့ကင်ပြွားရင်တော့ဒီဘက်ကရွှေထွက်တဲ့တပိတ်ချင်းပဲကြံတော့နော်တပိတ်ချင်းပြီးတာနဲ့မန္တလေးမျိုးငါတို့ကကင်ပြီနော်ဘာလို့စိတ်ကူးရင်နေရလားစိတ်ကူးရင်နေရလားစိတ်ကူးရင်အိယာရင်းမှာဖိတ်စာလဲပါဒါပဲလေဟုတ်ပါပြီဟုတ်ကျွန်တော်ကအဲ့မန္တလေးသားတွေတကွက်ပြလိုက်ဆိုတာဘာလဲဆိုတော့ကိုမန္တလေးသားဟိုဟာလေး တေသာဆန်းကိုသိလားတေသာဆန်းဘာတေသာဆန်းဘာဘာတေသာဆန်းတေသာဆန်းဘုတေသာဆန်းကဘာလုပ်လဲဟိုဒေါက်တာတေသာဆန်းလေကျွန်တော်တော်လန်ဒေါက်တာအိုးငါတီဗီဘုဒ္ဓတဲ့တဲ့ကောဘုဒ္ဓတဲ့တဲ့ကောဘုဒ္ဓတဲ့တဲ့ကောဂျပုဂျပုဂျပုသူများတဲ့ကောကိုသွားပြီးတော့ဘုဒ္ဓတဲ့တဲ့ကောဂျပုဂျပုဆိုသွားပြီးတော့ဟိုအဘတက်ချိုကြည့်အောင်မဟုတ်ဘူးလားဘုဒ္ဓတဲ့ကောမဟုတ်ဘူးလား ။အော်ဟဲ့မင်းကလေ तू လူပုဝင်မယ် तू စိတ်တူတယ်လေကွာ။အဲကျွန်တော်ပြောပြအောင်မယ်။အဲ့ဒေါက်တာတေတာဆန်းဆိုတာကလူပုတယ်အဖပြောသူပုတယ်ပုတယ်ပဲထား။ဒါပေမဲ့ तू ကလူလာပုတာ तू မှာကိုချင်းစာပဲရှိတယ်။အော်အဲ့ဒါအဲ့ဒါဆိုငါတို့တက်ချုပ်ကပုတာဘာဘာဘာလေ။အဲ့တော့အဖစဉ်းစားလေ။အော်သူလုံးနေတဲ့ဟာနဲ့နော် तू ပြောနေတဲ့စကားတွေနဲ့မလို့ရဲတာဘာမှမရှိဘူး။ဦးပြည်သူတို့တက်နော်နေ့တိုင်းကျွန်တော်ပြည်သူတွေဘုံကျဲရွာတွေကိုမီးရှို့ဟောမပြီးတော့အဲ့မှာရွာထဲမှာရှိတဲ့ပစ္စည်းတွေအကုန်ယူယူပါလေလုံနေတာလေအဲ့တော့အဲ့လိုလူမျိုးကပါ ဟိုစာလာစိတ်ဆိုရရှိမှာရှိမလားမရှိမရှိလားအမပဲစဉ်းစားလေဩဘလို့ပဲဖြစ်ဖြစ်ထားလိုက်တော့ထားလိုက်တော့ထားလိုက်တော့ထားထားထားလိုက်တော့ပုနာပုတဲ့လူချင်းအတူတူကိုဟိုဘက်ကပုတဲ့လူကလူစိတ်ရှိတယ်ဒီဘက်ကလူစိတ်မရှိဘူးလို့မင်းကပြောချင်တာဒါကကျွန်တော်မပြောဘူးလေအမပါပဲစဉ်းစားကြည့်ဟုတ်ပြီအဲ့ဒါအဲ့ဒါဆိုအဲ့ဒီခုနခုနမင်းတို့ပြောတယ်မင်းပြောတယ်အဲဒေါက်တာသေးသာဆန်းဆိုတာအဖဘာဘာဖြစ်လို့လဲဘာဖြစ်ရမှာဟုတ်ပါရဲ့အခုမန္တလေး မြို့ဆိုတာဒါကျွန်တော်တို့ရဲ့ဒါမြန်မာနိုင်ငံမှာရှိတဲ့ဒါဒုတိယမြို့တော်လို့ပြောလို့ရတယ်အေးလေအဲ့မန္တလေးမြို့ရဲ့ဒီမြို့လေကောင်လူငန်းဆိုင်မြို့အဲလူစီကားတဲ့နေရာဈေးမှာဗျာနော်ဒေါက်တာဈေးမှာပါလေသူကဈေးချင်းအောင်နေဈေးသွားဝယ်တာလားအဘမနှောင်းနေကျွန်တော် အတီပြောနေတာအေးလူတူလူစီကားတဲ့နေရာမှာလေအရင်ကဆိုရင်ကျွန်တော် match တွေပဲတက်သေးတယ်နော်အခု match တွေမတက်ဘူးမတ်ဖို့မရှိတော့လို့အမှောင်ပဲဟာမတက်ချင်လို့မတက်တာငါဒါလို့မတက်လဲရရတယ်ဆိုလဲပုံစံမျိုးနဲ့သူတယောက်တည်းတော့မဟုတ်ဘူးနော် အဲ့မှာသူတို့ကအဖွဲ၄၅၆ယောက်လောက်ပါတယ်အဲအဲ့ဒီမှာမိန်းကလေးတွေပါတယ်နော်မိန်းကလေးတွေပါတယ်ယောက်ျားလေးတွေပါတယ်အဲ့ဒီဈေးတောက်လျှောက်ဗျာအဲ့ဒီ match တွေအောင်မတက်ဘဲနဲ့လေစာရည်တွေကျဲတာမှာကျဲတာမှာပါဇက်ကလည်းအော်စာအော်ကျွန်တော်တို့တောင်းပန်ပါတယ်ကျွန်တော်တို့ဒီအောင်ကျွန်တော်တို့ဒီစက်ကစစက်စက်ကမှယူကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်နောက်ကဒီလိုမလုပ်တော့ပါဘူးဆိုစာရည်တွေကျဲတာအဖမနောက်နေအဲ့စာရည်ထဲမှာရေးထားတာဘာတွေရေးထားလဲမှတ်လို့ဘာတွေရေးထားလဲအခုအဖတို့ အချုပ်ကြီးကလုံးမကြီးအတူရောင်ရွေးကောက်ပဲအဲ့အတူရောင်ရွေးကောက်ပဲဟာတဲ့ဒါထွက်ပေါက်မဟုတ်ပါဘူးတဲ့ပြည်သူတွေအတွက်ထောင်ချောက်ဖြစ်ပါတယ်ဆိုစားရေးတယ်ပြီးရင်အဲ့ဒီမှာဗျာလမ်းတော့လျှောက်អော်ရတဲ့ထဲမှာကျွန်တော်ဟိုစကားတစ်ခုဆိုအရန်ကြိုက်တယ်ဘယ်စကားတစ်ခုလဲဘယ်ဘယ်ဘယ်စကားခွန်းစကားကျွန်တော်ပြန်စဉ်းစားလိုက်အောင်မယ်နော်အဲ့အဲ့မှာဗာပြောလဲဆိုဩပြည်သူတွေပေးတယ်အခုလုံးမရွေးကောက်ပဲအဲ့ဒီရွေးကောက်ပဲကိုတဲ့ပြည်သူတွေကမဲထက်လိုက်ပြီဆိုတာ ਨੇ အဲ့ဒါကအဘတို့တက်ချုပ်ကြီးလို့ကိုတရားဝင်ကျွန်တော်လူတက်ခွင့်ပေးလိုက်တယ်အတူတူပါပဲတဲ့ ပြည်သူတွေအခုဘယ်လိုပဲဖြစ်ဖြစ်ပေါ့ငါတို့ကအတင်းကျပ်ပဲခိုင်းခိုင်းဘယ်လိုပဲခိုင်းခိုင်း မဲထဲလိုက်ရင်အဲ့ဒီမဲတမဲဟာလူတက်လိုင်စင်ပေးလိုက်တယ်ဆိုတဲ့ဥစ္စာကိုပြောသွားတာအတူတူပါပဲဟာကွာအဲ့ဒါဆိုရင်ကွာဒီဒီမန္တလေးမြို့ပေါ်မှာရှိတဲ့လုံကြုံရေးတွေဒီစစ်သားတွေရဲတွေပြူစောတီးတွေအဘာလုံးနေရဘယ်နှသွားသိနေကြလဲအကုန်မူးယူအိတ်နေကြနေမှာပေါ့ဩအေးပေါ့ညာဘက်ကဒီကောင်တွေကတောင်းကျမ်းထားတာလေကာရာအိုကီတွေဟာယောဒီလည်းမသိလိုက်တာတကယ်ဟုတ်မသိတာဟာသွားပြီကွာတကယ်မြို့လေကောင်ကြီးပါဗျာဟာလုံးမတ်တောင်မတက်ဘူးမတက်ဘူးဟာအဲ့လိုတောင်တတိရှိနေတာစာရဲတွေကိုပလူပြောင်းသွားတာပဲအဲ့လိုဝေးတာဝေးတာဝေးတာ ပြည်သူတွေရောပြည်ပြည်သူတွေရော ပုန်းနေတာလားဟာဘယ်ကဘဝမှာရောပြည်သူတွေအားမေးနေတာဘေးကပြည်သူတွေလက်ခုတ်လက်ပေါင်းတွေတီးပြီးတော့ကြက်သိန်းအောင်ထားတယ်ဗျာဟာရောက်တတ်တာအဲ့ဒါဆိုရင်ငါတို့ဒီမှာစိုင်းမုတ်တွေကိုငေါတို့ကရည်တဲ့လူငေါတို့ထောင်ချပြီးသွားပြီအဲချောင်းဆိုးတဲ့လူငေါတို့ကနည်းနည်းပမာဟိုပညာတွေပေးလိုက်ပြီးအခုလက်ခုတ်တီးတဲ့လူငေါတို့ကနေပြီးတော့ဒါဖမ်းတော့မယ်အဖမ်းအဲ့မန္တလေးတစ်မျိုးလုံးတော့ဖမ်းလိုက်တော့ ော်တမျိုးလုံးကလူတွေအားပေးတာတမျိုးလုံးကအားပေးတာတမျိုးလုံးကလူတွေအားပေးတာသွားပြီကွာငါတို့ဘက်ကလူတွေကွာငါတို့ရှိရလူတွေပြူစောတီတွေကိုရဲတွေကိုဒီဘက်ကဟိုယာယီမှုစိန်မှုတွေကိုစစ်သားတွေကိုဘယ်နာသွားသိနေကြလဲဒါလေးတော့မဖမ်းနိုင်ဘူးလားဒီဒေသဆိုင်ကမန္တလေးကိုဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လုပ်နေရမဖမ်းနိုင်ဘူးလားဒေါက်တာဒေသာဆောင်ကိုသွားဖမ်းလို့သူတို့ပတ်စံမရဘူးလေသူတို့ပတ်စံရတဲ့လို့ပဲလောက်နေကြတာအဲ့ပြူစောတီးနေဟိုကသူတို့သူတို့ပတ်စံရတဲ့လို့ကဘာလုပ်လဲသူတို့ပတ်စံရတဲ့လောက်ကဘာလဲငါတို့ဒီနိုင်ငံတော်ကပေးတဲ့လက်ကောက်ကိုသူကချိုးချံလေးနဲ့သူကဟိုကနေနေတာဟုတ်မယ်အာဂျီဂျီအဖရဲ့ ဲ့ဒီမှာဘာလုပ်မလဲကျွန်တော်တို့ဒီလူငယ်လူရွယ်တွေကိုဖမ်းမယ်အဲပြီးရင်အဲ့မှာသူဘာလဲစစ်မှုထမ်းဟိုဆိုပြီးခေါ်မယ်ဒါကြလို့ပတ်စံရှိတဲ့လူတွေပတ်စံနဲ့ပြန်ယူကြမယ်အဲ့ဒါနဲ့ပဲလှုပ်ရှားနေကြတာအဲ့ဒီတစ်ခုပဲရှိတယ်အော်လူမောင်ခိုလို့မင်းကပြောနေတာဟုတ်တယ် အော်တက်ချုပ်ကလည်းဂွင်နေရပေးတတ်လိုက်တာနော်ဗဇက်ပေါ့မင်းတို့ဘာမှမလုံးနဲ့မင်းတို့ငါဂွင်ပေးထားတယ်အခုလုံးလုံးစေမင်းငါတို့ပေါ်တာဆွဲတဲ့အချိန်မှာလူမောင်ခိုလှုပ်လို့ရအောင်ပတ်စံ300 300နဲ့လာရွေးပါအဲ့လိုဂွင်မျိုးတက်ချုပ်ကဖန်ပေးထားတာလေအဲ့တိုင်းပဲသူတို့ကအဲ့ပတ်စံရဖို့ပဲစိတ်ဝင်စားတော့ကြံတာစိတ်ဝင်စားတော့ရပြီ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 အဲ့ဒါကတကယ်ဟိုပြာ300တောင်ခရတယ်အဲ့ဒါမင်းပြောတာပါလေခုနမန္တလေးသားတွေကတကွက်ပြလိုက်ပြီဆိုအဲ့ဒါလားအဲ့ဒါကိုပြောတာအဲ့ဒါတကွက်တင်မဟုတ်ဘူးရအောင်ရေတကွက်တင်မဟုတ်ဘူးအကွက်ပေါင်းများစွာကိုထက်ခါတလဲလဲပြလိုက်တာပဲဟုတ်ပြီနော်ဒီတက်ချုပ်ရ ရဲ့ခေါင်းကိုမီးတက်ရှို့လိုက်တာပဲအဲ့မီးတက်ရှို့တာမလုပ်နဲ့အခုဒီတဲ့စိုးတာရှိသေးတယ်ဘာလဲဒီတဲ့စိုးတာရှိတယ်အခုဘာလဲကျွန်တော်အမေရိကန်နိုင်ငံကနေကျွန်တော်ဟိုတလောကကျွန်တော်တို့ဖွင့်လိုက်တာလေဟိုဖွင့်လိုက်တာဘာလဲဆိုတော့ကျွန်တော်တို့ဘာဟိုလဲကြားပြန့်နှိမ်နှင်းမှုဆိုအဖွဲ့အစည်းဖွင့်လိုက်တယ်လေအေးတည်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 ဘာမတီးအဲဘာဘာမတီးအဲဘာမတီးဆိုတော့အဖွဲ့ကိုဖွင့်လိုက်တယ်လေဖွင့်လိုက်ငါငါတို့အတန်ကြားတယ်လေဟုတ်တယ်အတန်ကြားနေမှုအခုတကယ်စောနေပြီနော် ဲဆောင်းနေပြီအဲ့ဒီကျွန်တော်တို့ဒီဟိုဘာလို့တချို့ကြီးလှုပ်ထမ်းတယ်ဒီကြားပြန်နဲ့ပတ်သက်တယ်ကျွန်တော်တို့ရဲ့ဒီဟိုကနေရာတွေရှိတယ်အဲ့နေရာတွေအကုန်လုံးပေါ်ထုတ်ပြီးတော့အခုပြန်ကင်နေပြီဗျာစတင်ကင်နေပြီဟာသွားပြီခွာအဲ့တို့သွားပြီခွာရောမဟုတ်တယ်ဒီဘက်မှာလေငါတို့ချီရဟိုဒီချီစားလက်လက်စားလက်နာတွေအကုန်ဖြောက်တဲ့အနေနဲ့စာရွက်စာတမ်းတွေအကုန်ဖြောက်တဲ့အနေနဲ့ပထမတစ်ခါငါတို့ရကွန်ပျူတာတို့ဖုန်းတို့ဘာတို့ရာပေါင်းများစွာထောင်ပေါင်းများစွာတောင်ပေါင်းများစွာငါတို့လမ်းကြီးစက်နေငါတို့ချိတ်ပြတယ်ဒီအဆောက်အဦးတွေမှာဘာမှမရှိပါဘူးအဆောက်အဦးတွေမှာရှိတဲ့စာရွက်စာတမ်းတွေအကုန်လုံးကိုယူစစ်မှာဆိုလို့ငါတို့ဒီအဆောက်အဦး15တ ဲ့အဆောက်အဦ၊လေးတဲ့အဆောက်အဦ၊ဆယ်တဲ့အဆောက်အဦတို့ငေါတော့မိုင်းနေတယ်ငါတို့ခွဲပြပြီးွားပြီလေကွာ။အဘတို့ကြိုက်တယ်လို့ကွာ။အဲ့အဲ့မှာရှိရတယ်အကုန်လုံးခွဲလိုက်အောင်။ဘာမှမဖြစ်ဘူးကွာ။တို့ရှိမှာကအဘတို့မခွဲခင်တည်းကတို့ရှိမှာတက်တည်ပြီးအကုန်ရသွားပြီ။တက်တည်ပြီးအကုန်ရသွားပြီ။အကုန်ရသွားပြီ။ဟာသွားပြီကွာ။သွားပြီသွားပြီ။စောင့်နေစောင့်နေစောင့်နေ။အဲ့ဒါဆိုရင်ငါတို့ဒီဘက်ကဒီဘက်ကနေငါတို့အဆောက်အဦတွေငါတို့ကမိုင်းခွဲတယ်ကွာ။ ဒီဘက်အဲ့ဒီအဝင်းထဲမှာပဲဒီဘက်မှာငါတို့ဒီငွေလိမ်ကိုင်းတွေလုံနေတဲ့ဥစ္စာတွေအဲ့ဒါတွေပေါ်သွားပြီလားပေါ်ပြီပေါ့ဟာငါတို့ကဟိုဘက်ကလာမိုင်းခွဲနေဒီဘက်မှာအလုတ်အဆက်လုံနေတော့အဲ့ဒါတွေအကုန်သိတယ်နော်ဟာလာတော့မှာလာတော့မှာကင်တော့မှာဟာသွားပြီသွားပြီသွားပြီတော့အဲ့ဒါအဲ့ဒါတွေဘလို့ပဲဖြစ်အဲ့ဒါတွေအသာထားရောက်ငါမြို့ငါမေးနေတာငါတို့ဒီဘက်ကနေပြီးတော့အမှုပညာသမားတွေငါတို့ဘက်ကနေပြီးတော့ဘောမားတဲ့အမှုပညာသမားတွေဟာကုကိုငိမ့်မောင်အကုကိုငိမ့်မောင်ဆိုရင်ကုမင်းကငါတို့လုံညုံနေငါတို့ပေးထားတယ်ကွာသူသူပြောတာနည်းနည်းသူကများွားတယ်ကွာများွားတယ်ဟာအကုန်တက်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကုငိမ့်မောင်နဲ့ငါတို့ပြောကုငိမ့်မောင်အဲ့လို ောက်ထိမပြောနဲ့ကိုကြီးမောင်ကိုကြီးမောင်လည်းအသက်ကျော်နေပြီအသက်ကြီးနေပြီ80ကျော်နေပြီကိုကြီးမောင်အဲ့လိုမပြောတင်ဘူးဒါပေမဲ့ကိုကြီးမောင်ကျွန်တော်တို့လုံညွေးပေးထားမယ်ဆိုတော့ငါတို့ပါဇက်ကသာပြောတာလားလုံညွေးမပေးတာဘူးဒါတထားလေးတော့ဒါကြီးထားလေးတော့မရှိပါဘူးထားလိုက်တော့ငါတို့ဒီဘက်ကနေပြီးတော့ဒီဘောမအနုပညာရှင်တွေကွာရိုက်ကူးထားတဲ့ရုပ်ရှင်ကားတွေအာပြီးတော့နိုင်ငံတကာမှာငါတို့ပြရနေတယ်ပြီးတော့နောက်တစ်ခါငါတို့ဒီဘောမအနုပညာအဆိုတော်တွေရဲ့ stage show တွေအာပြီးတော့ဒီဟိုဘောမမင်းသားတွေအဲဘောမမင်းသားတွေရဲ့ဒီနှစ်ပါးသွားတွေအငိတ်နေပါဒီနိုင်ငံတကာမှာငါတို့သွားကြတာအောင်မြင်တယ်မလား ားရောက်အောင်မြင်နေမလားအဲပြောပြအောင်မယ်အဲ့အောင်မြင်လားဆိုတော့ဟိုလိုတော့ဗာလဲကျွန်တော်ရဲ့ဒီပါဟိုအဘရဘောမှာပဲဟိုအဲ့ဘဘလူးလေမင်းသားမင်းသားဖုံးချင်းဩအဲ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 ခိုင်းနိုင်ငံမှာသွားကမဲ့သူလှုပ်သေးတာခိုင်းနိုင်ငံတောင်ပိုင်းအဲတောင်ပိုင်းကမဲ့ဘာညာလှုပ်တဲ့တော့အဲဘသူမှကြည့်မဲ့လူမရှိလို့ဆိုပြီးတော့ဘသူမှကပြတ်တော့ဘူးဟာကောင်းတာဟာမမမဘူးလေကြီးကဟောဒီအပီကမတော့လှုပ်ထားတာလေကွာအပီကမလှုပ်ထားနဲ့အဘအပီဘကိုရောက်နေတယ်ကျွန်တော်တို့လူငယ်တွေအဲလူငယ်တွေကလေအဘကျွန်တော်နန်းနန်းဘိန်းလုံးနေမဟုတ်ဘူးဘာရဲ့နော်ပြောရမယ်ဆိုကျွန်တော်လေးတန်းအောင်တယောက်မှမပါဘူးလေးတန်းအောင်အားလုံးက ပညာတတ်တယ်ဘွဲရပညာတတ်တယ်ကြီးပဲတိလားဘယ်ဟာကိုဘယ်လိုလုပ်ရမလဲဆိုတာသိတယ်အခုအဘားလို့လုပ်တဲ့ဒီရှိုးပွဲတွေပြီးဟိုဟာရှိပါသေးရခွေးတန်လို့ဘာလို့ရှိသေးရုပ်ရှင်ကားတွေဘယ်ရခွေးတန်မပြောတန်မှာအဲ့ပြောတန်ကိုအဲ့စတေရှင်တွေလောက်ကြမယ်ပြီးဇမင်းသားတွေကားကြမယ်အဲ့ဒါတွေကိုအားလုံးကိုလေအဲ့ပြပရောက်နေတဲ့လူတွေအကုန်လုံးဘိုက်ကောလောက်တာ ဟာကြည့်အောင်မကြည့်မဲ့လူရှိဟာသွားပြီသွားပြီသွားပြီဒီပုံစံတိုင်းဆိုသွားပြီကွာမင်းငါတို့ဒီငါတို့ပတ်စံအကုန်ကြမ်းခံပြီးတော့ဒီနိုင်ငံတကာမှာဥပအဓိကပေါ်ကွာငါတို့ဒီဟိုထိုင်းမှာငါတို့လုတ်တဲ့ဥစ္စာတွေပေါ်တော့မအောင်မြင်ဘူးပေါ့တခုမှမအောင်မြင်ဘူးဟာအဲ့ဒါဆိုရင်ဒီဟိုဥစ္စာတွန်လိုက်ဒီဘက်ကဟိုဘာလို့အမှုပညာသမားတွေကရုပ်ရှင်တွေဘာတွေပြတာသူတို့ကြတော့အောင်မြင်တယ်ဝက်ဝက်ကွယ် ဟာယုံပြည့်ယုံရှံပဲယုံပြည့်ယုံရှံအောင်မြင်တယ်တစ်ချိန်နဲ့မရလို့နှစ်ချိန်သုံးချိန်ဒီမှာပြရတဲ့အဆင့်ဒီမှာရှိတယ်ဟာသွားပြီအဲ့ဒါဆိုငါတို့ဘက်ကပြတာတွေယုံရှင်ကခုနမင်းပြောတဲ့ဒီခွေးတာဟုတ်ပါဘူးဂျောတန်အဲ့ဒီဂျောတန်တွေဘာတွေကမအောင်မြင်ဘူးပေါ့ကြည့်မဲ့လူကြည့်မဲ့လူမရှိဘူးဟာကျက်လိုက်ရတဲ့အစီအစဉ်တွေအများကြီးရှိဟာသွားပြီ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 အဲ့တော့ဗာဒါဟိုဒါသိတာလေးကျွန်တော်ပြောပြတာပေါ့နော်ဒီမနက်ပိုင်းမှာကျွန်တော်အပေါ့ကျွန်တော်တင်ပြစရာစီရေးသတင်းလေးလေးရှိသေးတယ်စီရေးဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်ပထမဆုံးအပေါ့ကျွန်တော်တင်ပြပေးဟုတ်ပါတယ်ဟုတ်ပါတယ်ပြောပါပြောပါပြောပါအဲဒီဆုံးပထမဆုံးကျွန်တော်အပေါ့ကိုတင်ပြပေးမယ်ကျွန်တော်စီရေးသ တင်းလေးကမရှိလဲဆိုတော့ကင်းနီကင်းနီရဲ့အကြောင်းလေးကျွန်တော်လည်းပြောမယ်နော်ကင်းနီငါတို့ဒီလောက်တော့ငါတို့ကဒီလင်းရင်နေနဲ့ငါတို့တနေ့ကို3လေး5ခါလောက်မကောက်ဘူးမကောက်ဘုံကျဲတာတော့မ3လေး5ခါမကောက်ဘူးကင်းနီကလူတွေကထနိုင်သေးတယ်ဟဲ့လားဩအမရဲ့စိတ်တက်လေစိတ်တက်တယ်အမြင့်ဆုံးကိုရောက်နေတာပါနော်အဲ့တော့အဲ့အကြောင်းလေးကျွန်တော်ပြောမယ်အဲ့တော့တော့ကျွန်တော်တို့ဘာမှဖြစ်တာလဲဆိုတော့ကင်းပြင်းနေတဲ့ကျွန်တော်ရိုက်ကွန်မြို့နေ เนาะไรกอမျိုးเนี่ยကျွန်တော်ကုန်းပေါင်ကြေးရောက်ဘူးတဲ့စစ်ကြောင်းဟုတ်လေကုန်းပေါင်ကငါတို့ကဒီဘက်ကဒီရွှေဘွားနေစတာလေဒီကရင်ကြီးကိုဘာလို့ရောက်သွားတာလဲကုန်းပေါင်ကြေးရဘာရဲ့အကုန်းပေါင်ကြေးရောမသိပါဘူးဒီကုန်းပေါင်မင်းဆက်ကအဲ့ဒီမှာမှသွားလာလို့ငါတို့တော့မေးကြည့်တာပါကုန်းပေါင်ကြေးရဟုတ်ပြီအဲ့ဒီကုန်းပေါင်ကြေးရောတဲ့ကျွန်တော်စစ်ကြောင်းထိုးလာလေကျွန်တော်တို့ရဲ့စက်ကမှစစ်တက်အမ်အဲ့စစ်တက်ကိုဒီတော်လိုင်းတိုက်တက်ဖွဲ့ပြီပေါ့နော်တော်လိုင်းတက်ဖွဲ့ကြီးအားဒီပြီးကြားပြတ်တိုက်ခိုက်တဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီစက်ကမှတွေတိုက်ဆုံမှုတွေရှိတယ်ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်ပြီးတော့ကျွန်တော်တက် တနက်တွေလည်းကျွန်တော်တင်းစီရမယ်ဆိုတော့တရင်လေးပို့ပို့မဟုတ်လေကွာဟိုထိခိုက်တံရရတာတွေတေဆုံးတာတွေကိုငါဒီလောက်ထိငါဟိုမစိုးရိမ်ဘူးကွာငါမနှမျောဘူးငါတို့ဘက်ကဒီလက်နက်တွေပေးလိုက်ရတော့ငါနှမျောတယ်ဟောနှမျောလဲအဘပေးရမှာပဲလေဒါပေးရမှာပဲနော်အခုတော့အဲ့လက်နက်တွေတင်းစီရောတာရှိတယ်အဲ့ဒါလေးကျွန်တော်အဘကိုပြောပြမယ်အဲ့ဒါကဘယ်နေ့ကဖြစ်တာလဲဆိုရင်တော့ပြီးခဲ့တဲ့လကျွန်တော်နိုဝင်ဘာလ10ရက်နေ့เนาะ10ရက်နေ့တည်းနဲ့ကျွန်တော်ရိုက်ကော်မြို့နယ်ကျွန်တော်ကုန်းပေါင်ကျွေးရအောင် စစ်ကြောင်းထိုးရန်ထွက်လာတော့တဲ့ကျွန်တော်တို့ကဒီအကြမ်းဖက်စစ်တပ်ပေါ့နော်စတန်နဲ့လောက်လုလိုက်ပါစတန်နဲ့လောက်လုလိုက်ပါမရှိမှလည်းငါတို့စော်ကားတာရှိတယ်လေကွာနည်းနည်းဖြည့်တဲ့အနေနဲ့စတန်နဲ့လောက်လုလိုက်ဟုတ်ပါစတန်နဲ့စစ်တပ်ပေါ့နော်အဲစတန်နဲ့စစ်တပ်ကိုတဲ့တော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာရောက်တွင်တဲ့ကျွန်တော်ဂျားပြတ်တိုက်ခိုက်ခဲ့ကြအောင်သိရပါတယ်ဗျနော်ဩဂျားပြတ်တိုက်ခိုက်ခံရပြန်ပြီတိုက်ခိုက်ခံရတယ်အဲ့လိုအဲ့လိုတိုက်ခိုက်မှုအတွင်းမှာတဲ့ကျွန်တော်တို့ရဲ့ဒီ ဟိုအကျမ်းက standard setup ပေါ့နော်ဒီချင်းချားလေးကြံသေးတယ်ချင်းချားချင်းချားလေးရွယ်ပြောနေတာမင်းဟုတ်လားဒီကျွန်တော်တို့ကဒီချင်းကြားစစ်တပ်ကနေပြီးတော့เนาะကျွန်တော်စစ်သားကျွန်တော်20ဦးကျွန်တော်တိတ်ဆုံးနေဟင်းပြီးကျွန်တော်တနက်က22လက်ကျွန်တော်သိသိရမိတယ်အဲပြီးတော့သူတိုက်ခိုက်မှုပြီးမှာပေါ့เนาะတော်လန်ရေးတပ်ဖွဲ့တွေကတော့သူပြောရမယ်ဆိုရင်တော့ဟိုသူတို့ရဲ့နေရာကိုပြန်လည်ပြီးကျွန်တော်ဆုတ်ခွာသွားနိုင်တယ်လို့သိရတယ်အေးစစ်စစ်လေးလက်လက်လေးတွေတိမ့်ပြီးတော့ကောက်ပြီးတော့အေးစစ်လေး သွားနိုင်တယ်သွားလိုက်တယ်ဟိုဖြစ်စဉ်လေးကိုပြောရရင်စစ်ကြောင်းကဘာကြောင့်ကျွန်တော်တို့အယောက်20လောက်တည်လဲဆိုတော့စစ်ကြောင်းကနှစ်ကြောင်းထိုးတာနှစ်ကြောင်းထိုးတဲ့အချိန်မှာသူတို့ကဟိုစစ်ကြောင်းကလာမဲ့လမ်းပေါ့လာမဲ့လမ်းကိုသူကလည်းဒီတော်လိုင်းတစ်ဖက်တည်းကြုံပြီးတည်ထားတာရှိတယ်အဲ့ဒါဆိုရင်ငါတို့ဒီဘက်ကကရင်မီဘက်ကနေဟိုတချင်းလေးလို့ဖြစ်နေတာပေါ့လာလန်းကိုမျောလာလန်းကိုမျောအဲ့လိုဖြစ်နေတယ်သူကအဲ့စစ်ကြောင်းနှစ်ကြောင်းမှာမှာကျွန်တော်အဓိကကျွန်တော်စစ်ကြောင်းကျွန်တော်ပြောမယ်ဖိုက်တာတွေပေါ့ကျွန်တော်ဘက်ကဒီစကားမှစစ်သားဖိုက်တာဒါပဲငါတို့ဘက်ကဒီ တောင်တော်မီတွေနော်တောင်တော်မီတွေကွန်မန်ဒိုတွေလည်းပြောလို့ရတာဒါပဲတောင်တော်မီတွေတနားလေလို့ပြောလာဟဲ့အောင်အင်အားပါတယ်ကြောင့်90အားဒီ90ပါရဲအင်အားမနေဘူးတော့ရောအဲ့ဒီစစ်ကြောင်းကပြောရမယ်ဆိုရင်ဒီတော်လန်ဟိတက်တရားခြေကုပ်ယူပြီးတော့အကျွန်အထိုင်ချပြီးခံစစ်တော်လန်ဟိကခြေကုပ်ပဲယူနိုင်တာခြေကုပ်ယူပြီးကျွန်တော်ဟိုအထိုင်ဟိုခံစစ်ပေါ့ခံစစ်ကျွန်တော်အထိုင်ချထားတယ်အဲအဲတော်လန်ဟိတက်စခန်းကိုတွားတက်တယ်တိုးမိတာတွားတက်တယ်တိုးမိတယ်တနားတယ်လို့ပြောလိုက်လေငါတို့ရောက်90လောက်ရှိတယ်အဲ့ဒီမှာတော်လန်ဟိတက်ဝဲတွေကဟိုကိုင်တာ ကင်တာ20ကျော်တည်တယ်အဲတော်လိုင်းတောက်ခွဲတွေကခြေပဲကုတ်နိုင်တာနော်ငေါ်တွေကမလူပါကုတ်သွားတာဟာဟောဟေးဟာအဲ့မှာ20ကျော်တည်တယ်အိုးပြီးရင်ကျွန်တော်တက်လက်က20နဲ့လဲကျွန်တော်တိတ်စီရမိတယ်ကိုသိရတယ်ဗောနော်ဟောဒါလေးကတော့ကျွန်တော်တို့ဒီကင်နီမှာဖြစ်တဲ့ကျွန်တော်တို့ တတိယနေ့ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မျိုးမျိုးငါပြောတာလေလူတွေသေးတာဒဏ်ရာရတာငါမနှမျောဘူးငါတို့ဘက်ကလက်နက်တွေပေးလိုက်ရတာနှမျောတယ်ဟုတ်တယ်လေငါတို့ဘက်ကဆုံးရှုံးပြီငါတို့နောက်ထပ်လည်းထပ်မဝင်နိုင်တော့ဘူးကပ္ပဆာကလည်းထပ်မထုတ်ပေးနိုင်တော့ဘူးနောက်တစ်ခုထပ်ပြောလိုက်မယ်အခုနိုင်ငံတကာကနေပြီးတော့အကုန်လုံးငါတို့ဒီဒီဥစ္စာ EU ဝါလာဘာလာမသိဘူးငါတို့အခုပြောနေပြီကွာလင်းစီတွေပိတ်ဖို့နော်ကား73စီးတွေပိတ်ဖို့နော်ငွေကြေးတွေကိုပိတ်ဖို့ကပ္ပမနေ့ကဆိုရင်အမေရိကန်အောက်လွှတ်တော်ကနေပြောအဲ့ဒီလိုက်တယ် ကဘာဘန်ကနေပြီးတော့เนาะနောက်ထပ်ဒီချင်းငွေတွေမပေးဘူးเนาะအကုန်လုံးပြောနေအကုန်လုံးအပိတ်ခံနေရပြီလေမှန်တယ်ဗျာဟာအပိတ်ခံနေရပြီဆိုတော့เนาะမင်းငါတို့ဒီကဒီဟိုဟိုဘက်ကတော်လိုင်းရေးတက်ဖွဲ့တွေလို့မျိုးငါတို့ဒီကနိဗ္ဗာန်ရောက်မှာမဟုတ်ဘူးเนาะနိဗ္ဗာန်ရောက်မှာမဟုတ်ဘူးအဝီစီးကိုဂျိုးကတ်မှာเนาะเนาะငါတို့အပိတ်ခံတို့တက်ချုပ်တို့ဘဒူတို့ကနေနိဗ္ဗာန်ရောက်မှာမဟုတ်ဘူးအဝီစီးရောက်မှာဟုတ်ပါပြီအခုလည်းဒီတိုင်းပဲကျွန်တော်ဒီစစ်သား90ပါတဲ့အင်အားပြောရမယ်ဆိုတော်လိုင်းတက်တွေတကယ်အကြီးကထိုင်ချတာတဲ့ ခါစစ်ပြင်ထားတဲ့ရွာအောင်မှာတွားပြီးတက်တယ်တွားတိုးတယ်တဲ့နော်ကွာတော့သေးတာပေါ့ဗျာရေနော်အဲ့ဒီမှာနော်ဟိုဒီငါတို့ဒီစီနီယံလောက်ထားတဲ့ဆရာဝန်တွေဒီကရီနီဘက်ကစီနီယံလောက်ထားတဲ့ဆရာဝန်တွေအော်ပြီးတော့ဒီဘက်ကရီဒူတို့ဘာတို့ဘာတို့ကလေလက်တံပြောင်းနေနော်ပြောင်းတာပေါ့ဗျာပြီးတော့ဒီဘက်ကចောင်းသားဘက်ကနေပြီးတော့ဒီចောင်းသားခေါင်းဆောင်တွေဒီတော့ PDF ဒီနောက်ကတော့ဗာလဲအဲ့ဒီမှာ KMPP တို့ဘလူတို့အဲ့ဒီမှာဝင်လာတယ်နော်ဟာအဲ့ဒါတွေနဲ့ပူးပေါင်းပြီးတော့တိုက်တဲ့လူတွေတော်တော်လက်တံပြောင်းနေနော်ရောင်မယ်လက်တံပြောင်းနေအဲ့ဒီလက်တံပြောင်းနေတဲ့ကျွန်တော်ဒီ PDF တွေအဲ့ဒီ PDF တွေကိုအခုတက်ချုပ်ကြီးကဘာပြောတယ်မှတ်လို့ဘာပြောတာလဲအခုငါပြောသလိုပါဟိုကျွန်တော်ပြောသလိုပဲချက်ကျော်နဲ့ရှက်ကျော်မှားဖြတ်ထားသလိုပဲနော်လွတ်လွတ်လုံဆောင်မငါတော့မသိလေဘူးဘာပြောတာလဲအဲ့ဒါစကားလေးကိုကျွန်တော်တခုပြောပြမယ်နော်အဲ့တော့ဘာလဲဆိုရင်တဲ့ဒီမိုကရေစီနော်ဒီမိုကရေစီရည်မှန်းချက်ချင်းတူရင်တဲ့နော်ကျွန်တော်ဒီ PDF တွေပေါ့ဟုတ်ဥပဒေဘောင်လေးကိုဝင်ခဲ့ဖို့ဆိုပြီးသူကပြောတယ်အပြစ်ပြီးတော့ဘာထပ်ပြောသေးတယ်ဆိုဒီအပြစ်ကရက်စဲထားတဲ့ကျွန်တော်တို့ဒီတော့ တော်လိုင်းကြီးကျွန်တော်တိုင်းသားဟိုလက်လက်ကင်ဖွဲ့စည်းနေရှိတယ်။အဲဒီလက်လက်ကင်ဖွဲ့စည်းတရားတဲ့ဒီကျွန်တော်တို့ပြောဒီဂတိကဝတ်တွေပေါ့နော်။ဒီငင်းငင်းကြီးယူထားတဲ့ဂတိကဝတ်ကြီးတွေချိုးပေါက်တယ်။ပြီးတော့ငင်းငင်းကြီးကိုတဲ့ဟိုငင်းငင်းကြီးကိုတွားနေတဲ့လမ်းကနေရောဖဲဖဲအောင်လုပ်နေတယ်ပေါ့နော်။ဖဲသူတွေးဖဲနေတယ်။အဲတွေးဖဲနေတယ်ဆိုပြီးတော့ဒါပြောရမယ်ဆိုရင်ဒီတက်ချုပ်ကြီးကနေပြီးတော့ဒီအရှက်မရှိစကားတွေပြောကြတယ်ဆိုသိရတယ်။ဟောပြီးရင်ဗာပြောမယ်ဆိုရင် तू ကထပ်ပြီးတော့ဒီ PDF တွေနဲ့ဒီတော်လိုင်းကြီးရဲဘော်တွေကို तू ကဟိုလောက်လိုက်သေးတယ်။ ဟိုရန်တိုက်ပေးတဲ့သဘောပေါ့ပါရဲ့ဒီနှစ်ပေါင်း80ကျော်ပေါ့နော်တိုက်လာတဲ့ဒီတော်လန်ရေးကြီးကနှစ်ပေါင်း80ကျော်လာပြီတဲ့ဟိုအောင်မြင်မှုမရှိဘူးပေါ့အဲ့ဒါကို PDF ဒီအနေနဲ့သင်ငန်းကယူတင်နေပေါ့နော်အဲ့တော့သူတို့နဲ့လာပြီးကျွန်တော်တို့ဒီစကားမှလည်းလာပူပေါင်းပါတို့ရှိလောက်ကိုဝင်มาဆိုပြီးဖိတ်ခေါ်ပါတယ်အဲ့တူတူကဘာလဲခုနဥပဒေအတိုင်းဟဲ့လားအာပြောမယ်ဆိုဒီဟိုပြောမယ်ဥပဒေအတိုင်းမဟုတ်ဘူးလေကျွန်တော်ဒီညဉ့်ညဉ့်ကျွန်တော်လက်မှတ်ထိုးထားတယ်တိုင်းသားဂရီကိုပဲထိုးထားတယ်အဲ့အဲ့အဲ့လူတွေကတဲ့အဲ့ဒီဂရီကိုဖြောက်ဖောက်ဖောက်ဖြက်တယ်ပေါ့ ဲ့ဒါဆိုခုနကမင်းပြောတဲ့တမောက်တဲ့ဥပဒေတိုင်းဆောင်ရွက်ပြီးတော့ဥစ္စာလုံးမဲ့ပါညာဆိုတော့ဥပဒေတိုင်းဆောင်ရွက်ပြီးဥပဒေကိုလိုက်နာနေတာဒီတော်လိုင်းတက်ဖွဲ့ဝင်နေတဲ့ PDF တွေ ဥတွေကိုဖောက်ပြက်နေတာဘာလို့လဲအေးအဲ့ဒါလေအာအမပဲစဉ်းစားကြည့်နေအဲ့လိုဖောက်ပြက်နေတဲ့လူကဥပဒေပေါင်တဲ့ကိုပြောင်းဝင်လာပါဆိုတဲ့စကားကို तू ကပြန်ပြောတယ်ပြီးရင်တိုင်း PDF တွေနဲ့တိုင်းသားဟိုလက်လက်ကင်တွေကိုလည်း तू ကရန်တိုက်ပေးတယ်အဲ့ဒါဆိုရင်ငါတက်ချုပ်ငါဒီနေ့ငါစကားပြောတက်ချုပ်ဟုတ်ကဲ့အဲ့လိုစကားပြောမယ်ဆိုရင်ဟိုစကားလေးတစ်ခုမှထည့်ပြောပါတက်ချုပ်တကယ်လုံးတော့မလို့တကယ်စေတနာရှိကြီးနဲ့တက်ချုပ်ခေါ်တယ်ဆိုရင်များများမဟုတ်ဘူးတက်ချုပ်เนาะမြမပြည်ထဲမှာရှိတဲ့เนาะ ဟိုပြည်သူလူထုတွေကြေးရွာတွေအကုန်လုံးမှာကရင်နီတို့ဟို KNU တို့ဟာပြီးတော့ဒီဘက်ကကချင်တို့ရခိုင်တို့ဘာတို့အားလုံးကို နော်လေရင်နဲ့ဘုံမကျဲပဲနဲ့ခုနှစ်ရက်လေးလေရင်နဲ့ဘုံမကျဲဘူးဆိုရင် တချို့ပြောတဲ့စကားယုံလိမ့်မယ်လို့အဲ့တော့အဖပဲပြောလိုက်အဲ့စကားကိုနော်ငါပြောမှာငါပြောမှာငါပြောမှာ तू ကပါဇက်ကအဲ့လိုပြောလိမ့်ပြီဆိုတော့အနောက်ကနေပြီးအရင်နေ့တွေကစိတ်ောက်သွားရင်နောက်အဲ तू ပါဇက်ကပြောလိမ့်ပြီဆိုအခေါင်း20လောက်သွားတာဟုတ်ကဲ့ပါပါအခေါင်း20လောက်ဘုံကျဲတာအဲ့တော့ဒီမနက်ပိုင်းအတွက်ကျွန်တော်နောက်ဆုံးသတင်းလေးတစ်ခုရှိတယ်အေးဟုတ်ပြီလွတ်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 လောက်ပါလောက်ပါဒီတတိယကတော့ဘာဟိုကလေဘာလို့တော့ဝမ်းသာစရာသတင်းတော့ဖြစ်နိုင်တယ်တဲ့ဒါပဲဒါပဲဝမ်းသာစရာစကားလေးလည်းငါ့ကိုတင်ဆောင်လာပါအဲ့တော့ဘာလဲဆိုတော့ကျွန်တော်ဒီကဘာမှာအဲကျွန်တော်မြန်မာနိုင်ငံကဟိုနံပါတ်1ရခဲ့တယ်ကျွန်တော် ဒါပဲအခုဆိုရင်ငါတို့ကဘာမှာငါတို့ကနံပါတ်1ဖြစ်သွားပြီ။ဘာတွေနံပါတ်1ဖြစ်တာလဲ။ပြည်သူတွေကိုငါတို့ညှာတာထောက်ထားမှု၊ပြည်သူတွေကိုကိုချင်းစာမှု၊မေတ္တာတရားကြီးမားမှု။ဟာအဲ့ဒီလိုမျိုးပေါ့နော်။ပြည်သူတွေကနေယူတော့ဟာငါတို့ဒီတက်ချုပ်ကြီးကိုဟာတကယ်ကိုလေးစားသမှုနဲ့ဟာတကယ်ခေါင်းဆောင်ခေါင်းပီတာနဲ့ဆိုတဲ့ဥစ္စာနံပါတ်1ဖြစ်နေရမလား။အဲ့ဒါဖတ်ပြမယ်လေ။ဟုတ်ပြီ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 ဒီကြားလေးနားထောင်ပြီနော်အဲဟုတ်ပြီအဲ့တော့ဗာလဲဆိုရင်ကျွန်တော်ဒီစစ်စစ်ဘေးတင်ကျွန်တော်မြန်မာနိုင်ငံတွင်တဲ့အေးလေ ဘိန်းဆိုင်ပြိုးမှု10နှစ်အတွင်းမှာတဲ့အမြင့်ဆုံးကိုရောက်ရှိလာပါတယ်တဲ့ဟာပြီးရင်ကျွန်တော်အာရှိသေးတယ်မှုံခိုလုပ်ငန်းအမျိုးမျိုးစုဝေးရအင်းဘဟုချက်လည်းဖြစ်လာပါတယ်တဲ့သွားပြီသွားပြီသွားနောက်တဲ့ပို့ဆိုးတာရှိတာဗာလဲဘာလို့လဲကမ္ဘာဘိန်းဆိုင်ပြိုးမှုဥမာတဲ့ကျွန်တော်နံပါတ်1အဖြစ်မြန်မာနိုင်ငံကဆက်လက်ရည်တည်နေပါတယ်ခင်ဗျာဟာသွားပြီတက်ချုပ်ရေအခုဆိုရင်နိုင်ငံတကာကပြောပြီတဲ့ဗျာ နော်နိုင်ငံတကာဘာတွေပြောလဲဆိုတော့လူသက်ဘိမ့်ဘရင် စတန်နဲ့အာပီတဲ့ဗျာ